ော်လန်ပြည်သူတွေအားလုံးမင်္ဂလာပါရှင်။ရှီရန်ချင်းဝင်များစီစဉ်အနေကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ကတော့နှင်းပါ။ဒီဘက်မှာတော့တော်လန်ရေးနဲ့နိုင်ငံရေးနယ်ပယ်တွဲမှာရှိတဲ့အမျိုးသမီးတွေရဲ့အခမ်းအနားအကြောင်းဆွေးနွေးတော့မှာဖြစ်ပါရစေ။အမျိုးသမီးတွေအနေနဲ့လူဦးတော်လန်ရေးအတွင်းမှာစီရေးဘက်ကဖြစ်စီနိုင်ငံရေးဘက်ကဖြစ်စီကဏ္ဍပေါင်းစုံကနေပါဝင်လှုပ်ဆောင်လာကြတာကိုတွေ့ရပါရစေ။ဒါပေမဲ့စီရင်တဲ့နိုင်ငံရေးနယ်ပယ်တွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုအတွက်ဘယ်လိုမျိုးခက်ခဲတွေကန့်သက်ချက်တွေရှိနေလဲဆိုတာကိုကျမတို့ဆွေးနွေးဖို့အတွက်ဧည့်သည်နှစ်ယောက်ကိုဖိတ်ထားပါရရှင်။ ကျွန်မကအီလီယန်ဖြစ်ပါတယ်ဆိုတော့ politics for women မြန်မာရဲ့တည်ထောင်သူဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီနိုင်ငံရေးတွေတော်လည်ရေးတွေစပြီးတော့ပါဝင်တဲ့အချိန်မှာကြုံရတဲ့ပထမဆုံးပြဿနာကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာယူဆရတဲ့အယူဆပေါ့နော်နိုင်ငံရေးဆိုတာအမျိုးသမီးတွေနဲ့တိုင်းရဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးအမျိုးသမီးဆိုနိုင်ငံရေးနဲ့မလုပ်ကောင်းထောင်တန်းနေထောင်တန်းတဲ့နိုင်ငံရေးဆိုအမျိုးသမီးနဲ့မဆိုင်ဘူးပေါ့နော်ကင်းကင်းကွာနေတဲ့နေရာဆိုတာဒါလူ့ဘဝစီတစ်ခုလုံးကကြည်ကြည်နဲ့လက်ခံထားတဲ့အယူဝါဒဖြစ်တဲ့ခါကျတော့နိုင်ငံရေးလုပ်တဲ့အချိန်မှာ ဒီကိစ္စကအကြီးဆုံးပြဿနာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့တော်လန်ရေးထဲမှာပါတဲ့အချိန်မှာလဲဒါတော်လန်ရေးရဲ့အတိတ်ကမန်တိုင်တွေအဲမှာမျိုးသမီးတယောက်ကဆုံးဖြတ်ခွင့်ရဖို့ဆိုတာတကယ်တော့လက်တွေ့မှာမရှိနေသေးဘူးတော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့မျိုးသမီးတယောက်ကတော်လန်ရေးရဲ့အဆုံးဖြတ်တွေကိုဆုံးဖြတ်လို့ရတဲ့အနေအထားကိုမပေးနေသေးတာကလည်းဒီလက်ရှိတော်လန်ရေးရဲ့အမျိုးသမီးအပေါ်မှာကတ်တက်ထားတဲ့ကတ်တက်ချက်တခုလို့တော့မြင်တယ်ပေါ့နော် သီအိုရီဒီမှာဖြစ်လာနိုင်တယ်။နိုင်ငံရေးအသည့်တွေတည်နိုင်တယ်။ဒါပေမဲ့လက်တွေ့မှာတော့လုံနိုင်တဲ့အခြေချင်းမရှိနိုင်ဘူးဆိုတော့စဉ်းစားချက်ကဒါပထမအဆုံးကြုံရတဲ့အခက်အခဲပေါ့နော်။ဒုတိယတစ်ခုကညာနာအဖြစ်လဲစည်ရေးပြည်ရည်တွေမတည်နိုင်ဘူး။စည်ရေးပြူဟာတွေမတည်နိုင်ဘူး။စည်ရေးနီးနာတွေမတည်နိုင်ဘူးဆိုတော့ဒါအကြီးဆုံးစဉ်းစားကြတယ်။မနာမည်ကတော့မူးဆက်ဖြစ်ပါတယ်။အမကော်ဘရာကော်လန်တက်ခွဲတုံးမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်နော်။ မျိုးသမီးတယောက်အနေနဲ့တော်လိုင်းအိမ်မှာပါဝင်တာဘလို့အတားအဆီးရရှိတယ်ဆိုအဲ့လိုမျိုးအတားအဆီးရတော့မရှိဘူးပေါ့နော်ကိုယ်အဓိကကိုယ့်ရဲ့စိတ်ပဲပေါ့ကိုယ့်ရဲ့စိတ်ကဒီတော်လိုင်းအိမ်မှာဆရာထက်တန်နေတယ်ဆိုလို့ရှိရင်ဘယ်အတားအဆီးမဆိုကိုယ်ကကြော်ဖြတ်နိုင်မှာပဲလေကိုယ်ကစစ်ဖက်ဆိုင်ရာအတားအဆီးနေနေဆိုလို့ရှိရင်တော့မရှိဘူးပေါ့နော်ဒါကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်တော့ပေါ့အတားအဆီးဆိုတာယောက်ျားလေးနဲ့ဒန်းတူကိုယ်ကတိုက်ခိုက်နိုင်တာလားဒါမှမဟုတ်တော်လိုင်းအိမ်မှာတထောင်တနေရနေဘယ်နေရမဆိုကွာဒီအစ်စစ်အာနာရှင်ကိုတော်လန်နေတယ်ဆိုလို့ရှိရင်ဒါတော်လိုင်းရေးလောက်တာပဲကွာသိရပါလားอืมစစ်ဖ က်ဆိုင်ရာစပတ်ဆိုင်ရာအတားစီအခက်ခဲတွေရောဘယ်လိုရှိမလဲဆိုလို့ရှိရင်တခါရက်လို့ရှိရင်ကွာဟိုအမားတို့ကအားနွဲတဲ့ main ကလေးဖြစ်တယ်ဆိုပြီးတော့အဲ့လိုရှေ့တန်းနေမှာယောက်ျားလေးနဲ့ဒန်းလူပေါ့နော်တာဝန်မထမ်းဆောင်နိုင်ဘူးထင်ပြီးတော့ရှေ့တန်းတွေဘာတွေကိုမခေါ်တဲ့ဥစ္စာတွေဘာတွေရှိရပါကွာဒီစီရင်တဲ့ပတ်သက်ရင်အမျိုးသမီးတွေကိုမပါနိုင်လို့ပြောတဲ့အထဲမှာပရမောက်ဆုံးအကြောင်းပြချက်က အမျိုးသမီးတွေကအရန်ဒုနေတဲ့အသက်အန္တရာယ်ကြုံရနိုင်တယ်ဆိုတာနဲ့ကျွန်တော်တို့တားရတယ်ပေါ့နော်ဒုတိယတစ်ခုကပါလဲဆိုအမျိုးသမီးတွေကစစ်ရေးထဲမှာပါလာရင်ဒါပြေးလည်လွှားဟဲ့လုပ်တဲ့ချိန်မှာအရန်နောက်နှောင်းနေတယ်လို့ပြောကြဒါပေမဲ့စစ်ရေး training တကယ်ယူထားပြီးသွားပြီဆိုရင်အမျိုးသမီးတွေအဖြစ်အမျိုးသားအဖြစ်ဒါပြေးတဲ့ပြေးနိုင်တဲ့နှုံရောတနက်ပြေးနိုင်တဲ့နှုံအားလုံးတူတူပဲပေါ့နော်ဆိုတော့ကိုကာရကိုကာရခွန်ကဘလောက်တိတ်မကွာတော့ဆိုတော့ဒါက training ယူပြီးသားလူတိုင်းတည်တည်ချာသိတယ်ပေါ့နော် ကျွန်တော်တို့လူပွဲစီကကြောက်တတ်တဲ့မျိုးသားကိုခက်ကြတော့မကြောက်အောင်တင်ပေးပြီးတော့ကြောက်တတ်တဲ့မျိုးသမီးကိုခက်ကြတော့မကြောက်အောင်မတင်ပေးဘူးကြောက်တယ်ဆိုရင်မလုံးနဲ့တော့ဆိုတော့နောက်ကိုတွန်းလိုက်တာပေါ့နော်ဆိုတော့ဒီ skill ကိုထပ်ပြီးတော့မဖြည့်ပေးဘဲနဲ့အဲ့ဒီပုံမှာပဲအခြေခံပြီးတော့နောက်ကိုဆုပ်လိုက်တာပိုလုံးတဲ့ခါကျတော့အမျိုးသမီးအကျန်းများဖြစ်ဒီအပြေမန်းနေမြင်ကြည့်ရင်အမျိုးသမီးတွေကပို့ပြီးတော့ကြောက်တတ်တယ်ဆိုတော့မြင်သွားတာတကယ်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးလည်းထည့်ပြီးတော့ပြောချင်ပါတယ်လို့ ဒီလိုဆိုရင်တော်လည်ရင်းတဲ့ဘက်မှာအမျိုးသမီးတွေအတွက်ကန့်သက်ချက်တွေနောက်မှခြံထားသလိုဖြစ်နေတဲ့အပိုင်းတွေရှိနေသေးတယ်အောင်မြင်ရတယ်ပေါ့နော်။လက်ရှိမှာဒီလိုနိုင်ငံရေးစည်ရေးကဏ္ဍတွေမှာလှုပ်ရှားဆောင်ရွက်နေတဲ့အမျိုးသမီးတွေအနေနဲ့ဒီကန့်သက်ချက်ပေါင်းတွေကိုဘယ်လိုကျော်လွှားရတာမျိုးဖြေရှင်းရမျိုးတွေရှိလဲ။ဘယ်အရာတွေကအမျိုးသမီးတွေကိုစိတ်မလုံးမချုံဖြစ်စေလဲ။ အမအနေနဲ့ကြတော့အရှိအရှိကိုလိုက်တာပဲဒီလားအကြတော့ဒီလိုမျိုးဒီကော်ဘရာစပြီးတော့ထောက်ခါစတဲ့ရရှေ့တန်းကိုပဲလိုက်တဲ့ main ကလေးပေါ့နော်ကော်ဘရာဆိုလို့ရှိလို့ချင်းအမနောက်တန်းမှာထားတဲ့ထားလို့မရဘူးအမကြတော့အမဒီရသေးကူ၃တက်ကွေတောက်ဆောက်มาတဲ့အမရှေ့တန်းကိုလိုက်တဲ့ main ကလေးပေါ့နော်ကျွန်တော်လူဖက်စီတန်းမှာဒီအမျိုးကိုကိုရံပြုတ်နိုင်တဲ့အမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ် LGBT ပဲဖြစ်အဲ့လိုမျိုးရှိနေခဲ့တယ်ဆိုရင်အဲ့ဒါကိုအကောက်ွယ်ပေးနိုင်မဲ့ အချက်အချိနေမရှိဘူးလားကစိတ်လုံခြုံမှုမရှိဆုံးပဲပေါ့နော်။နောက်နိုင်မနိုင်ငံတော့ကလည်းအမျိုးသမီးတယောက်အမျိုးသမီးတယောက်ကဒီလူခွဲစီထဲမှာအချိန်မျိုးအခါမျိုးနေနိုင်မှုအတွက်အဆင်သင့်အဆင်သင့်မဖြစ်ဘူး။တော်နိုင်ရင်းထဲမှာဆိုတော့ပိုဆိုးတာပေါ့နော်။ဥပဒေမရှိတဲ့အချိန်မှာဥပဒေပို့ပြီးတော့ကြော့ရဲတဲ့အချိန်မှာဆိုရင်အမျိုးသားတွေရဲ့ဒီတွေ့တိုးဆန်းမှုကတိုးတိုးရောကြကြရောအများကြီးရှိတယ်။အဲ့ဒါကိုအမျိုးသမီးတွေကဒီတော်လန်ရေးနဲ့လောကတစ်ချိန်တည်းမှာဒီအမျိုးသားတွေရဲ့အထီးကပားကြီးပါးတွေရဲ့ဈားထဲမှာလည်းနေရနဲ့တော်တော်ဒုက္ခများတယ်။ အခုပြောသွားတဲ့အနေအထားရဆိုရင်မျိုးသမီးတွေအနေနဲ့စိတ်မလုံခြုံမှုအပြင်လိမ်မိုင်းဆိုင်ရာအကြံဖက်ခံရတာဆော်ကားနောက်ဆက်ခံရတာဓာရီလဲကြုံနေရတယ်ပေါ့နော်အဲ့တော့ဒီလိုယာရီနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေရှိနေလဲ မျိုးသမီးတယောက်အနေနဲ့စိတ်မလုံခြုံစေတဲ့အရာတွေကဘာလို့ရှိမျိုးဆိုရင်တော့တယောက်နဲ့တယောက်တော့မတူးဘောနော်ညီမလေးဒီတော်လိုင်းကြီးမှာအကြီးကစိတ်ကအကြီးကပဲလေနော်အမဆိုလို့ရှိရင်အသက်အသက်က40တနည်းရှိပြီကွာဒါပေမဲ့အမယောက်ျားလေးနဲ့ဒန်းတူလိုက်လုံနိုင်အောင်လို့အမရဲ့စိတ်ကိုကတော်လိုင်းကြီးထဲမှာနှစ်ထားတဲ့အတွက်အမစီမှာတော့စိတ်မလုံခြုံစေတဲ့အရာတော့ဘာတစ်ခုမှမရှိဘောနော်တကယ်တော့ကိုကိုကိုတင်ငယ်နေတာတို့ကိုတော်မလုံနိုင်ဘူးဆိုတော့စိတ်တွေဝင်နေတယ်ဆိုလို့ရှိရင်တော့ဒါမလုံခြုံစေတဲ့အရာတွေပေါ့နော် ဟိုတကယ်တော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့တန်းတူညီမျှတဲ့အခွင့်အရေးရဖို့ဒီမိုကရေစီရဖို့အမားတို့ကဒီတိုက်ခိုက်ရေးလမ်းကြောင်းကိုအမားရွေးထားတဲ့အတွက်အမားစီမှာတော့စိတ်မလုံခြုံစေတဲ့အရာဆိုတော့မရှိဘူးပေါ့နော်တော်လိုင်းကြီးတန်းမှာအမျိုးသမီးတွေလိမ်မဲဆိုင်အချက်ပဲခံရရင်ပထမဆုံးပြောတဲ့ကိစ္စကျွန်တော်မျိုးသမီးတွေတောထဲမှာနေတာကိုဆိုပြီးတော့ပြောတာပါနော်ကျွန်တော်မျိုးသမီးတွေကမကြောက်မလန့်နဲ့တောထဲမှာနေတဲ့ခါကျတော့အမျိုးသားတွေကစိတ်မထိန်နိုင်တဲ့ခါကျတော့လိမ်မဲဆိုင်အချက်ပဲမှုတွေဖြစ်ကုန်ရော အမျိုးသားတွေကိုဒီကျွန်တော်တို့အများအားပြောတာရှိတယ်။တော်လိုင်းရဲဘော်တွေကိုစံကြအောင်လုပ်ဖို့တော်လိုင်းရဲဘော်တွေကိုစိတ်ရင်းရင်ဖို့စိတ်ဖောက်ပြန်အောင်လုပ်ဖို့အဲ့လိုမျိုးသမီးတွေအထဲမှာတော့ရှိနေတယ်ဆိုတော့အများအား victim blaming စကားတွေပြောတယ်။အထိုင်ထဲမှာဒီစိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကလိမ်ပိုင်းဆိုင်ရာမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့နိုင်ငံရေးစကားဆိုရင်အမျိုးသမီးတွေပြောနိုင်ငံရေးစကားဆိုရင်အရင်မပါလို့လောက်တာလဲဒါညာနာပိုင်းဆိုင်ရာရကျွန်တော်တို့ကိုအကြမ်းဖက်တာလို့ပဲယူဆတယ်။ အချိန်ထဲမှာအမျိုးသမီးပြောတဲ့စကားလုံးဆိုရင်လည်းအရေးမပါဘူးအမျိုးသမီးတွေကအရေးကြီးတဲ့ကိစ္စတွေမပြောနိုင်ဘူးဆိုရင်လည်းဒါကျွန်တော်တို့ရဲ့ကိုချင်းဒီလာကိုအကြမ်းဖက်တာကျွန်တော်တို့လူပွက်စည်းတစ်ခုလုံးကလက်ရှိချိန်ထိရင်းနှီးကျွမ်းဝင်နေတာကနိုင်ငံဆိုင်ရာကျွတ်လွန်မှုတွေအကောင်လုံးကအမျိုးသမီးတွေကအမျိုးသမီးတွေရှိနေလို့ဆိုတဲ့ဟာဆိုတော့နော်အမျိုးသမီးတွေရှိနေလို့အမျိုးသားတွေကစိတ်ပေါက်ပြန်ရတာဆိုတဲ့ဟာတွေပြန်စစ်သားမှာအမျိုးသမီးလည်းလူပဲလေနော်ဆိုတော့အမျိုးသမီးတွေကတော်ရဲမှာနေတဲ့ချိန်မှာဒီနိုင်ငံဆိုင်ရာ အားဖြင့်အဲ့လိမ်မိုင်းရောဒီစိတ်ဆန္ဒအာသီတာတွေရှိကြတာဒါပေမဲ့ဘာလို့ထိမ့်သိမ့်နိုင်တယ်လဲပေါ့နော်ဆိုတော့ you know မျိုးသမီးတွေဘာလို့ထိမ့်သိမ့်နိုင်တယ်လဲငါတို့မျိုးသမီးတွေထိမ့်သိမ့်နိုင်တဲ့အချိန်မှာ you know မျိုးသားတွေဘာလို့မထိမ့်သိမ့်နိုင်ဘူးလဲဆိုတော့မိကုန်းတွေမထွက်လာဘူးဆိုတော့အဲ့ဒါဘာလို့ဆိုလိုရလဲဆိုတော့အမျိုးသားတွေကသူတို့ရဲ့စင်ကျင်နိုင်မှုကိုတော်တော်လေးဟိုတဆီးလျှော်ထားတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေခါကြတော့စင်ကျင်နိုင်မှုအမြင့်ကြီးတွေကိုအများကြီးရဲ့စီးရဲပေါင်းတွေအများကြီးရဲ့ထားရမယ်တစ်ချိန်တည်းမှာအမျိုးသားတစ်ယောက်က တကယ်လူရရပါလောက်ကိုပဲအဲတွတ်ထားတာပေါ့နော်ဆိုတော့အမျိုးသားတယောက်ဆိုရင်စုံလုံးတရားအများကြီးရှိစရာမလိုဘူးတို့မှာစိတ်ဆန္ဒအရေးတိုင်းဖြစ်လာတယ်ဆိုရင်အနည်းဆန်းမှာအနည်းမှာရှိတယ်အမျိုးသမီးတယောက်ကိုနိုင်ပိုင်းဆိုင်ရာအဖြစ်စိတ်ပိုင်းဆိုင်ရာအဖြစ်ရုပ်ပိုင်းဆိုင်ရာအဖြစ်ဒါကျူးလွန်မှုတွေရှိလာတယ်ဆိုရင်လည်းဒါတဘာဝကဖြစ်တဲ့စိတ်ဆန္ဒတွေကြောက်ဆိုပြီးတော့ပြောကြရတယ်ပေါ့နော်ကျွန်တော်တို့ကလူ့ဖွယ်လူ့ခွင့်ရေးလိုချင်တဲ့လူတယောက်မှာလူ့ခွင့်ရေးရဲ့ဒီလူသားဖြစ်မှုရဲ့အဓိကအဓိကလက္ခဏာဖြစ်တဲ့ဒီစင်ကြုံတရားကိုတော့မှ တည်တည်ရင်ချာမထိမ့်သိမ့်နိုင်တဲ့လူကြကလူခွင့်ရတိုက်ပွဲဘလို့ဝင်လို့ရမလဲပေါ့။ဆိုတော့လူခွင့်ရဘာလို့ရတဲ့နာလဲဆိုတော့မင်းကောလဲကျွန်တော်တို့ကဆိုအကြီးရှိတယ်။နေမိုင်းဆိုင်ရာစံဖတ်မှုအမှားဒီအမျိုးသားတရားရဲ့စီနုံတရားမဲ့မှုကြောင့်ဒါကိုကျွန်တော်လက်ခံလို့မရအောင်လူဒီလူဒီလူပတ်စည်းတစ်ခုလုံးဆိုအမျိုးသားရောအမျိုးသမီးရောကျွန်တဲ့ LGBT ရောအားလုံးကညတာရန်လူကြီးများနေနိုင်လို့ရတဲ့ကင်းကျင်းတစ်ခုဖြစ်တဲ့နဲ့နောက်တစ်ခုကဒီလူပွဲစည်းတွေကလူတော်အားလုံးနဲ့တွေ့လုံးလုံးချုံနေစိတ်စိတ်ရောလူရောလုံခြုံရတဲ့အကင်းကျင်းတစ်ခုဖြစ်တဲ့နဲ့ အမျိုးသားရေးတစ်ခုတည်းပဲပိုင်တဲ့လူပွဲစီမဖြစ်သင့်ဘူးပေါ့နော်ဒါကအဓိက main လို့ထင်ပါတယ်ဒါဆိုရင်မျိုးသမီးတွေအနေနဲ့ရော gender အရလူနည်းစုဖြစ်တဲ့လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအနေနဲ့ရောလုံခြုံစိတ်ချရတဲ့အနေအထားတွေနောက်ပြီးတော့ဒန်းတူလုံပိုင်ခွင့်တွေအမျိုးသားတွေနဲ့ရှင်ကြည့်မယ်ဆိုရင်အများကြီးလိုအပ်နေသေးတာကိုသွားတွေ့ရတယ်ပေါ့နော်ဒီလိုလိုအပ်ချက်တွေအတွက်ကဘယ်လိုမျိုးများဖြည့်ဆည်းပေးနိုင်မလဲဘယ်လိုတွေကုစားလို့များရနိုင်မလဲနောက်ပြီးတော့စိတ်လုံခြုံမှုတွေရလာအောင်ဘယ်လိုတွေဆောင်ရွက်သင့်တယ်လို့ထင်လဲအ ဆိုတော့စိတ်လုံခြုံမှုရအောင်ဘာတွေလုပ်ပေးနေသလဲလို့မေးတဲ့အခါကျရင်တော့ကျွန်တော်မျိုးသမီးချင်းချင်းဆိုရင်အချင်းချင်းနားထောင်ပေးတယ်ဒါပရမအောင်ဆုံးစိတ်လုံခြုံမှုရတယ်ဆိုတော့အနည်းကငါရှိတယ်အနည်းဆုံးนี่งาရှိတယ်ဆိုတော့ဟာလေးကလည်းပရမောက်ဆုံးစတာပေါ့เนาะတစ်ချိန်တည်းမှာငါတို့တွေတူတူမျှပြီးတော့နေကြမယ်ငါငါမှလုံချုံတဲ့နေရာရှိတယ်အဲ့ဒါတော့ငါတို့တူတူဒီလုံချုံတဲ့နေရာလေးမှာမျှနေကြမယ်ငါတို့လုံချုံတဲ့အရောက်ဝန်းတစ်ခုပြန်တူတူဒီစောက်ကြမယ်အဲ့ဒါကိုလည်းငါတို့တွေငါတို့လက်နဲ့ငါတို့ဒီလုံချုံတဲ့အရောက်ဝန်းပြန်ချဲ့ကြကျွန်တော်တို့ကလူဝယ်စီအတဲ့ကိုဒီစောက်နေကြလား ဲ့ခါနာမှာကိုကိုတိုင်းကလူပွဲစည်းတဲ့ကိုပြန်တိဆောက်တယ်။အေးတိဆောက်တဲ့အထဲမှာအမျိုးသမီးပဲဖြစ်အမျိုးသားဖြစ်အဂျီဘီဖြစ်ပါဝင်လို့ရတယ်။ဒါပေမဲ့အေးဒီပါဝင်တဲ့သူအားလုံးမှာအချင်းချင်းကြားထဲမှာရုပ်စိတ်ပိုင်းရုပ်ပိုင်းအလေးမိုင်းဆိုင်ရာအကြံဖက်မှုလည်းမလိုတော့တစ်ချိန်တည်းမှာကိုကြည့်တီလာကိုလည်းအကြံဖက်မှုမလိုရဘူးညနာပိုင်းဆိုင်ရာအကြံဖက်မှုမလိုရဘူးချင်းချင်းကြတဲ့မှာသူ့ရဲ့အာသာချက်အာနယ်ချက်ကိုလေးစားလက်ခံပြီးတော့လိုက်နာဖို့လိုတယ်အာသာချက်တွေက အကြံဖတ်မှုလုပ်ဖို့အတွက်အသာကျက်တွေကအလွယ်ဆုံးစားလုပ်ဖို့အတွက်အသုံးမချဘဲနဲ့အသာကျက်တွေကတခြားလူရဲ့အားနည်းချက်အတွက်အကာအကွယ်ဖြစ်အောင်ဒါမှမဟုတ်ဘူးဆိုရင်လည်းအထောက်အပံ့ဖြစ်အောင်လုပ်ပေးနိုင်ဖို့အတွက်ဒါကျွန်တို့အကြံဝန်တစ်ခုတည်ဆောက်နေတယ်ပေါ့နော်ဆိုတော့ Bodis ပုံမှန်မြန်မာဆိုရင်အဓိကလုပ်တဲ့အလုပ်ကအမျိုးသမီးတွေနိုင်ငံရေးထဲမှာအမျိုးသမီးတွေနိုင်ငံရေးစကားကိုလူ့ဖွဲ့စည်းရအလေးစားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါတည်ဆောက်နေတဲ့ဖွဲ့စည်းဖြစ်တယ်နောက်တစ်ခုခါကျတော့လုံခြုံတဲ့အရေးဝန်တစ်ခုပေါ့နော်ကျွန်တော်တို့ရဲ့အင်တာနက်ကိုရှိတယ်အင်တာနက်ကိုထဲမှာဆိုရင် မျိုးသမီးတွေအလုံးစုံနဲ့ဆွေးနွေးလို့ရတယ်စကားပြောလို့ရတယ်ထုတ်ပြောလို့ရတယ်ကျွန်တော်ဈားထဲမှာလက်ခုပ်ကြည့်ပေးကြရတယ်ပေါ့နော်အားပေးကြတယ်ဒီလိုမျိုးခင်းချင်းနဲ့စိတ်လုံခြုံမှုကြောင့်ကုညီနေပါတယ်အာအမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စကားလုံးကို frame တစ်ခုထဲမှာမြင်ရတာတော်တော်ရှားပဲအများစုဆိုတော့ကျွန်တော်တို့အမျိုးသမီးနဲ့ gender ကိစ္စတွေအမျိုးသမီးနဲ့ peace နဲ့ပို့ပြီးတော့တွဲကြရတယ်ပေါ့နော်ဆိုတော့အမျိုးသမီးနဲ့ politics ဆိုရင်တော်တော်ရှားရှားအဲ့ဒီမှာအဓိကဒီ positive moment မြန်မာရဲ့ agenda ပေါ့နော်ဆိုတော့ agenda ကအမျိုးသမီးနိုင်ငံရေးထဲမှာပါဝင်ခွင့်တစ်ချိန်တည်းမှာအမျိုးသမီးတွေကလက်ရှိနိုင်ငံရေးထဲမှာတိုက်ရိုက်ပိုင်ဝင်ခွင့်ရှိရ အဲကြောင့် EAO ရေးဘယ်လိုဖြစ်နေသလဲအာလက်ရှိနူတော်လန်ရေးမှာရောနိုင်ငံရေးရပရိုဆက်တာဖြစ်လဲဆိုတာကိုတတဲဝင်ပြောတယ်ပြောတဲ့ချိန်မှာဘာထူးခြားသလဲဆိုတော့ဒီ EAO advocacy ဝင်တဲ့ချိန်မှာပဲဖြစ် EAO ကို advocacy ဝင်တာတို့နိုင်ငံရေးကိုတိုက်ရိုက်ပြောနေတာချိန်မှာအာသူတို့ပြောနိုင်တာပဲပေါ့နော်ဆိုတော့အမျိုးသမီးရဲ့ဒီလိုကဏ္ဍမှာလမ်းပေါက်လာတာပဲဆိုတာကို surprise ဖြစ်တဲ့အမျိုးသားတွေကိုကျွန်တော်အများကြီးတွေ့ရတယ်ကျွန်တော်တို့အမျိုးသမီးတွေကအများနဲ့ငါတို့အမျိုးသမီးတွေအနေနဲ့ဆိုတော့အများနဲ့ frame လုပ်ပြီးတော့ပြောရတဲ့အခြေအနေတွေမှာပဲအများနဲ့နေခဲ့ရတယ် အဲ့ဒါကိုလူဖွဲ့စည်းရောအမျိုးသားတွေရောအမျိုးသမီးတွေရောလက်ကတခုတည်းအသားကျနေတဲ့အခါကျတော့အမျိုးသမီးရဲ့နိုင်ငံရေးရောတော်ဖရင်နဲ့ပြန်ပြောတဲ့အလေးထားတစ်ခုပြန်ရအောင်ဆိုပြီးတော့အဲ့ဒါကိုချင့်ကတ်တာပေါ့နော်ဆိုတော့ဒီချင့်ကတ်ချက်နဲ့ Bodies for Women မြန်မာအောင်နာမည်အဖြစ်ရောဒီလောက်တဲ့အလောက်အပိုင်းအဖြစ်ရောအာဒီလှုပ်ရှားနေတာဖြစ်ပါတယ်လို့လူသမီးတယောက်အနေနဲ့ပေါ့နော်စိတ်လုံခြုံစေဖို့တော်လန်ရေးတဲ့မှာပုံမပောင်ဝင်စေနိုင်ဖို့အမျိုးသမီးတယောက်အနေနဲ့ဘာတွေကူညီပေးလို့ရမလဲဆိုလို့ရှိရင်အမားတို့က ကိုကိုကိုမင်းကလေးဆိုပြီးတော့ကွာအဲ့လိုမျိုးတင်ငယ်နေဖို့လည်းမလိုဘူးကြောက်ရွံ့နေဖို့လည်းမလိုဘူးပြီးတော့ဒီကကဟိုးအရင်လိုဒီခစ်တေတုန်းကလိုလည်းမဟုတ်ဘူးလေကွာသိရမလားယောက်ျားလေးရင်လည်းရင်ပေါင်းတန်းနိုင်ရမှာကွာလွတ်လပ်တဲ့ဒီမိုကရေစီကိုလည်းရရမှာဒန်းတူညီမျှတဲ့အခွင့်အရေးလည်းရရမှာဖြစ်တဲ့အတွက်တခုခုဆိုလို့ရရှင်ကြောက်စိတ်ကြောက်စိတ်မရှိနေဖို့အရေးကြီးတယ်သိရမလားကိုကတန်မာနေရမယ်ပြီးလို့ရှိရင်ကွာရှက်တဲ့နေရာမှာရှက်မယ်ကြောက်တဲ့နေရာမှာကြောက်မယ်အမှန်တရားကိုလည်းပြောရဲဆိုရရမယ်ကိုကဘယ်နေရာပဲဖြစ်နေဖြစ်နေဒီမတရားမှုကိုဟို တော်လန်နေရမယ်တော်လန်နေမယ်ဆိုလို့ရှိလို့ရှိရင်ကိုကွာဘယ်နေရာကမဆိုတထောင်တနေရာပေါဝင်နေမယ်ဆိုလို့ရှိရင်ဒါမတရားမှုကို သွန်းလန့်နေတာဖြစ်တဲ့အတွက်အမားတို့ကတော့လာတိုက်ခိုက်ရေးတွေဝင်ရမယ်ဟိုစေးတသားအဖွဲ့တော့ဝင်ရမယ်ဒီတော်လန့်ရေးတွေမှာထက်ထက်ဝင်ဝင်နဲ့ရှိနေမှာအဲ့လိုမျိုးမဟုတ်ဘူးတတောင်းတနေရကနေမြမစူပါဝင်နေရဆိုရင်ပဲဒါကတော်လန့်နေရပဲကွာအမှန်တရားဘက်ကရက်တည်နေမယ်အမားဘက်မှာကိုကမပါဘူးဆိုလို့ရှိရင်တော်လန့်ရေးတွေမှာကိုကပါဝင်နေတာပဲလေအဲ့တော့အမားတို့ကကြိုးဆိုတယ်သူတို့ကလည်းကြိုးဆိုတယ်တခုခုအကူအညီလို့လို့ရှိရင်လည်းအမားတို့ကူညီနိုင်တာရှိလို့ရှိလို့ရှိရင်အမားတို့ကအကုန်လုံးအဆက်ဆက်ရအကူအညီပေးမှာပေါ့နော် အမျိုးသမီးတွေကဘလို့ခင်းချင်းမျိုးပဲဖြစ်နေနေကိုနီးကိုဟန်နဲ့အဆင်ပြေအောင်ဖြည့်ရှင်းပြီးတော့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အချင်းချင်းအပြန်လန်ပတ်မိုးပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီတော်လန်ကြီးမှာဆက်သွားနေကြတာကိုတွေ့နေရတယ်တကယ်လို့ဒီຫນွေဦးတော်လန်ကြီးမှာအမျိုးသမီးတွေရဲ့ပါဝင်မှုသာအားနည်းသွားမယ်ဆိုရင်ရောဘလို့တွေဖြစ်သွားနိုင်မလဲဒီတော်လန်ကြီးအားလုံးရဲ့ဖြစ်တဲ့ပြဿနာတွေပေါ့နော်ဆိုတော့ညီမနိုင်ငံရေးပြဿနာအားလုံးကချွင်းချက်ကနေလာတယ်ဒါကနေလာလဲဆိုတော့နိုင်ငံရေးဆိုတာလူအားလုံးပါစရာမလိုဘူး အားကောင်းသမ်းမာပြီးတော့ညာကောင်းတဲ့လူတစုကနေပဲလှုပ်လို့ရတယ်ဆိုပြီးတော့စဉ်းစားတယ်။အားလုံးပါကြမလို့ဆိုတာနေစတာ။အားလုံးပါကြမလို့နိုင်ငံရေးဆိုအားလုံးပါကြမလို့အားလုံးပါရင်ဘာဖြစ်လဲဆိုတော့လူများရင်ပွဲမစီဘူးပေါ့နော်။ဆိုတော့အစ်စဉ်းစားချက်ကလည်းခြေခံပြီးတော့နိုင်ငံရေးကိုတိဆောက်ထားတယ်မြန်မာနိုင်ငံရေးက။အလုံးပါကြမလို့ဆိုတဲ့အချိန်မှာအမျိုးသားတွေကဘာပြောလဲဆိုတော့အမျိုးသမီးတွေပါကြမလို့မျိုးသမီးမပါလဲရတယ်။ပါရင်လည်းတို့တွေဘာမှသိထူးနေတာမဟုတ်ဘူးပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေအားနည်းလို့ဆိုပြီးတော့အမျိုးသားတွေကပဲနိုင်ငံရေးလုပ်ဖို့အတွက်စူးစမ်းကြတယ်။အေးအမျိုးသားတွေထဲမှာပဲ နောက်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့အင်အားကောင်းတဲ့စစ်တပ်ကထပ်ပြီးတော့ဒီလိုမျိုးသားတွေထဲမှာဒီအမျိုးသားတွေကငပိနေမတော်တွေကလက်နက်တွေပိုင်ထားတယ်လက်နက်ဒီစစ်တပ် institution တခုလုံးပိုင်ထားတယ်ဒီတော်လန်ရင်ကနေစပြီးတော့ဗောနော်ဆိုတော့ဒီဂျပန်ကိုလည်းတော်လန်တယ်လည်းစစ်တပ်ပဲအာဂျပန်အင်္ဂလိပ်ကိုတော်လန်ခဲ့ရလည်းစစ်တပ်ပဲတိုင်းမျိုးတိဆောက်ခဲ့ရလည်းစစ်တပ်ပဲဒါကြောင့်စစ်တပ်ကဂျန်နယ်လူအားလုံးထပ်ကိုပို့ပြီးတော့တားတယ်အဲအကြောင်းမို့လို့ကျွန်တော်စစ်တပ်ကပဲနိုင်ငံရေးကိုပို့လုံးတင်တယ်ဆိုတော့စဉ်းစားချက်အဲ့ထဲမှာမှထိပ်ပိုင်းရာရှိတွေကဘာစဉ်းစားလဲဆိုတော့ဒီစစ်တပ်ထဲမှာရှိတဲ့စစ်သားအားလုံးတွေကလည်း ုန်လုံးကောင်းလာတော့မဟုတ်အကုန်လုံးအုံနောက်ရှိနေတော့မဟုတ်ဒီထဲမှာငါတို့တစုကပဲအုံနောက်ရှိနေတာအဲကြောင့်ငါတို့တစုကပဲအုံချုပ်နေတာဆိုတော့အစင်စင်တော့အားလုံးပါကြရမလို့ဆိုတော့အတွေးကနေဒီဆက်နာရှင်ကိုဖြစ်စေတာဆိုတော့အားလုံးပါကြရမလို့ငါတို့ကပဲပါရမယ်ဘာကြောင့်လဲဆိုတော့ငါတို့ကပဲကောင်းတယ်အဲ့ဒီစဉ်းစားချက်ကနေဆင့်သွားတာပေါ့နော်ဆိုတော့အခုလက်ရှိပြဿနာတွေကိုပြန်ပြီးတော့ပြန်ချုပ်ချင်လဲဆိုရင်အားလုံးပါကြရမလို့ဆိုတဲ့စကားကိုကျွန်တော်ပြန်ပြီးတော့ချုပ်ဖို့လိုတယ်ပြန်ဖြတ်ဖို့လိုတယ်လူတယောက်ချင်းစီရဲ့အသာချက်ပေါ်မှာခြေခံပြီးတော့လူအားလုံးပါရမယ် ားလုံးပါတဲ့အားလုံးပါလို့ရတဲ့နိုင်ငံရေးတစ်ခုကိုဖြစ်အောင်တည်ဆောက်အောင်နိုင်ငံရေးတည်ဆောက်ဖို့ဆိုတာအကင်းတည်မဟုတ်ပြည်သူကကင်းတည်ဒီပြည်သူကိုကျွန်တော်တို့တွေကတခြားနိုင်ငံကိုဆုတ်ပြစ်လိုက်လို့မရအောင်ပြည်သူကကင်းတည်ကျွန်တော်နိုင်ငံရေးစနစ်တစ်ခုမကောင်းနိုင်ငံရေးစနစ်တစ်ခုဆုတ်လို့ရတယ်အဝင်ငွေကြမဖြစ်လို့အဝင်ငွေကြမဖြစ်တဲ့နိုင်ငံရေးစနစ်တစ်ခုကျွန်တော်ဆုတ်လို့ရတယ်အခုတော်လိုင်းရင်လောက်တယ်ဆိုတာကျွန်တော်အနာရှင်နိုင်ငံရေးစနစ်ကိုဆုတ်လိုက်တာကျွန်တော်ဒီမတိုင်ခင်တော့ကပြောခဲ့တဲ့တပြည်တော်ဒီမိုကရေစီစနစ်ကိုဆွန့်လိုက်တာကျွန်တော်တို့ခုဆိုရင်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားနေတာဒါကဘာလို့ဆိုလဲဆိုတော့ ရှင်းရှင်းလေးမြင်လို့ရတာ ပြည်သူကကိန်းတင်ဖြစ်တယ်။ပြည်သူအားလုံးနဲ့ကိုင်းညီတဲ့နိုင်ငံရေးစနစ်ကိုတည်ဆောက်အောင်မှာဖြစ်တယ်။ဆိုတော့ဒီလိုတည်ဆောက်တဲ့နေရာမှာဘယ်ဟာကိန်းတည်လဲဘယ်ဟာကိန်းရှင်လဲဆိုအမြဲစဉ်းစားရတယ်။ဆိုတော့မျိုးသမီးတွေကပြည်သူတွေဖြစ်တယ်။ဆိုတော့ပြည်သူမပါတဲ့မျိုးသမီးမပါတဲ့နိုင်ငံရေးဆိုတော့ပြည်သူမပါတဲ့နိုင်ငံရေးပဲပေါ့နော်။ဆိုတော့အမျိုးသားတွေကြီးပဲပါပြီးတော့ငါတို့ပြည်သူအားလုံးကိုကူစားပြုပါတယ်လို့ပြောလို့မရအောင် ဒါအမျိုးသမီးတွေစိတ်ဆန္ဒပါတယ်ဆိုတဲ့အချိန်မှာစိတ်ဆန္ဒကလည်းအရေးကြီးတာပေါ့နော်ဆိုတော့ရုပ်ရုပ်ရောစိတ်ရောအုံနောက်ရောအကောင်လုံးပါဖို့လိုတယ်ဆိုတော့ရုပ်ကတော့ထိုင်နေတယ်ခုံမှာထိုင်နေတယ်ဒါပေမဲ့ပါဇက်ပြောခွင့်မပေးဘူးပြောခွင့်ပြောနေတဲ့စကလုံးကိုအလင်းမလေးစားဘူးပြောနေတဲ့စကလုံးကိုနားလည်အောင်မကြိုးစားနိုင်ဘူးဆိုရင်ဒါအုံနောက်ပိုင်းရာမပါခိုင်းဘူးပေါ့နော်ညာနောက်ပိုင်းရာပါနေတယ်လို့ပြောလို့မရဘူးတကယ်ပြပြဝါနဲ့အားလုံးပါတဲ့နိုင်ငံရေးစနစ်ကိုပြန်သွားမယ်ဆိုရင်လူတိုင်းကအားလုံးပါရမယ်ဆိုတော့အတိတ်ကူကြားတဲ့ခါကျရင်ကျွန်တော်တို့စစ်တပ်အနာသိမ့်တဲ့ကိစ္စတွေမဖြစ်တော့ဘူး ကျွန်တော်တို့ကိုယ်တိုင်ကဒီမိုကရေစီကိုလိုလားတယ်လူ့ခွင့်ရေးကိုလိုလားတယ်ပြောပြီးတော့စစ်တပ်ကပေးတဲ့စင်ကြေတိုင်းကျွန်တော်တို့တွေကထပ်ပေးနေတယ်ကျွန်တော်တို့တွေကထပ်လုံနေဆိုဘာမှသိထူးမလာဘူးပေါ့နော်ဆိုတော့လက်နဲ့ကိုင်းလူနဲ့လက်နဲ့မကိုင်းရလူတောင်မဟုတ်ဘူးဆိုရင်လက်နဲ့ကိုင်းပြီးတော့အနိုင်ကျင့်တဲ့လူနဲ့လက်နဲ့မကိုင်းသေးဘဲနဲ့အနိုင်ကျင့်ဖို့စူးစမ်းတဲ့လူဒါလိုမျိုးပဲကွာပါနိုင်မယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေကိုခြံခဲ့တာလူတချို့ကိုခြံခဲ့တာအားလည်းလူကိုခြံခဲ့တာလူလူအုပ်စုအရေးအတွက်နည်းနည်းလူခြံခဲ့တာကိုနဲ့မတူကိုကနားမလည်တဲ့လူတွေကိုခြံခဲ့တာပေါ့နော်ဆိုတော့ကိုကကိုနဲ့မတူတဲ့ ဘာသာစကားအုပ်စုတွေကိုခြံခဲ့ကိုနဲ့မတူတဲ့ယဉ်ကျေးမှုအုပ်စုတွေကိုခြံခဲ့တာကစစ်တပ်နဲ့လုပ်တဲ့လုပ်ရတဲ့ဘာမှတိတ်မကွာဘူးဆိုတာလေးပြောချင်တယ်ပေါ့နော်ဆိုတော့အမျိုးသမီးမပါရင်ဘာဖြစ်လဲလို့မေးအမျိုးသမီးမပါရင်တစ်ချိန်ကျရင်ဆက်လာပြန်သိမ်းဖို့ပုံလွယ်သွားလိမ့်မယ်။မကြောက်လဲလို့မေးတဲ့ခါကျရင်ဒိုင်းရိုက်တော့မြင်သာထင်သာမရှိဘူး။အမျိုးသမီးပါရင်ဆက်လာလို့သိမ်းပါလဲဆိုတော့ဒိုင်းဒိုင်းရိုက်ထင်သာမြင်သာမရှိဘူးမေးခဏလိုမျိုးဆက်ဆက်တွေးကြည့်လိုက်ရင်ထင်သာမြင်သာရှိအောင်ကျွန်တော်တို့ဥကွင်းကွက်မြင်လို့ရတယ်ပေါ့နော် အခုကျွန်မထပ်ပြီးတော့သိချင်တာကကျတော့ဒီတော်လိုင်းနေမြေတွေမှာလွမြောက်နေမြေတွေပါဆိုလို့ရှင်ရောဘလို့အခြေအနေရှိလဲဒီအမျိုးသမီးရဲဘော်တွေနောက်ပြီးဆစ်ပေးရှောင်းအမျိုးသမီးတွေသူတို့တွေအတွက်အလဆင်သုံးပစ္စည်းတွေရောလုံးလုံးလောက်ရှိလားနောက်ပြီးတော့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဆော်ကနောက်ချက်ခံမှုတွေဒီလိုမျိုးယာတွေကတော်လိုင်းနေမြေတွေမှာဖြစ်တယ်လွမြောက်နေမြေတွေမှာဖြစ်တယ်ဆိုရင်ရောတရားမျှတမှုပြန်ရှာရတာလွယ်လားဘလို့အခြေအနေရှိကြမလဲ အမျိုးသမီးကျမ်းမာရေးတကူရေးတန်ရှင်းနဲ့ဆိုင်တဲ့အရာတွေတက်ထဲမှာလုံလုံလောက်လောက်ရှိရလားဆိုတော့အခုအနေထားမှာတော့အမားတို့စီမှာလည်းရှိပါတယ်နော်အဲ့လိုမျိုးအရန်ယူအရှံအပယ်တော့မဟုတ်ဘူးကွာလုံလောက်တဲ့အနေထားလောက်လည်းရှိပါတယ်အမားတို့ထောက်ဖို့တွေကလည်းကူညီပေးတဲ့အတွက်ပြီးတော့အရင်တော့အဲ့လိုမျိုးအမားတို့ကွာဟိုးရင်တော့ဆိုလို့ရှိရင်အမားတို့ကတော်ထဲမှာပဲတော်ထဲမှာပဲဒီလိုမျိုးလှုပ်ရှားနေရတာပေါ့နော်အဲ့လိုမျိုးအနေထားမှာကျတော့ဈေးဝယ်ရတာခက်ခဲတာတော့ဘာလို့များလို့ရှိတဲ့အခါမှာကျတော့ ဒီမိန်းကလေးတယောက်အနေနဲ့ခက်ခဲတယ်ပေါ့နော်ဒီလိုမျိုးအဝတ်တွေပါလေလှမ်းတာကအစပြီးလို့ရိုးရိုးရင်ဒီမိန်းမိန်းကလေးသုံးပစ္စည်းတွေဝယ်ရပြုရတာဆိုဆိုင်လေးရလဲတော်ထဲမှာဖြစ်တဲ့အတွက်မတော်ကတလမတခါလောက်စာရေးပြီးတော့ဈေးမာရတာလို့15ရက်မှတခါဈေးလေးတွေမှားရတာလို့ဆိုတော့အဲ့လိုမျိုးအရင်တော့အခက်ခဲရှိရပေါ့နော်အခုလက်ရှိအနေအထားမှာဆိုလို့ရှင်တော့အမတို့ အခုကကြတော့ကွာအမတို့ကမြို့သိမ်းမဲ့တိုက်ပွဲတွေဆင်နွှဲနေတာဖြစ်တဲ့အတွက်အမတို့ကမြို့နဲ့အနီးအနားတွေမှာပဲအမတို့ကနေတာဖြစ်တဲ့အတွက်လောလောဆယ်မှာတော့အဲ့ဒီအရာတွေအတွက်အမတို့မှာအခက်အခဲမရှိပါဘူးပြောချင်တာကဒီလိမ်မိုင်းဆိုင်ရာအကျန်းဖက်တဲ့သူတွေကိုအခုကျူးလွန်နေတဲ့သူတွေကတော်တော်များများကဒါလူမျိုးခွင့်ရနေတယ်ဒါမှမဟုတ်ဘူးဆိုရင်ပြပြဟိုကဒီတရားစီရင်ခံနေရတာ မမြင်ရဘူးပေါ့နော်အဲ့ဒီအပေါ်မှာလည်းလည်းထပ်ပြီးတော့ပြောချင်တာက တရားမျှတမှုကိုတရားမျှတမှုမရဘူးဆိုရင်လူ့ခွင့်စည်းဆိုတာလူ့ခွင့်စည်းတစ်ခုမှာလူ့ခွင့်စည်းတစ်ခုမှာဖြစ်နေတဲ့ပြဿနာတွေပေါ့နော်ပြဿနာတွေကိုထိန်းချုပ်ဖို့အတွက်ဆိုရင်အရင်ဆုံးတော့တရားမျှတမှုရှိတဲ့လူ့ခွင့်စည်းဖြစ်အောင်ပြဖို့လိုတယ်အဲ့လိုမျိုးပြတဲ့အချိန်မှာအချိန်တွေနှစ်ခုနဲ့ပြလို့ရတာပေါ့နော်တစ်ခုကဘာလဲဆိုတာလူ့ခွင့်စည်းကိုယ်တိုင်ကလက်မခံတာဒုတိယတစ်ခုကအုပ်ချုပ်တဲ့သူတွေကလက်မခံတာပေါ့နော်ဆိုတော့ဒီနိုင်ငံရေးကိုတာဝန်ခံထားတဲ့သူတွေကလက်မခံတာဆိုတော့နိုင်ငံရေးကိုတာဝန်ခံထားတဲ့သူတွေကကျူးလွန်တဲ့သူတွေအပြစ်ထိုက်ထိုက်တဲ့အပြစ်ထိုက်တန်တဲ့အပြစ်ကို မဖြစ်မနေရအောင်တို့အနေနဲ့မရရရနေကြိုးစားရမယ်စင်ကြီးတွေမလိုဘူးပေါ့နော်ဆိုတော့အဲကျွန်တော်တော်လန်ရေးမှာဆိုကျွန်တော်စင်ကြီးတွေအများများတယ်ကျွန်တော်စင်ကြီးတွေမလိုဘူးလုပ်ရင်လုပ်လို့ရတယ်ဒါပေမဲ့မလုပ်ဘူးဆိုရင်လည်းမလုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဒုတိယတစ်ခုကဘာလဲဆိုတော့ခုနကပြောလူပတ်စီကကျွန်တော်တို့ဒီလက်ရှိမှာတော့ပထမတစ်ချက်ကတော့တော်တော်လေးကိုအစီအကျေများတဲ့ခါကျတော့ဒုတိယတစ်ခုကိုကျွန်တော်တို့ပုံပြီးအားဆိုင်လို့ရတယ်ပေါ့ဒုတိယတစ်ခုကဘာလဲဆိုတော့လူပတ်စီကဒီလိုလူမျိုးကိုချိန်မယ်ချိန်မို့လို့ရတယ်အမျိုးသမီးတွေအပေါ်မှာလိမ်မိုက်ဆိုင်ရာစံဖက်တဲ့ခါကျရင်အဲ့ဒီစံဖက်တဲ့သူကိုကျွန်တော်တို့အမျိုးသမီးရပဲချိန်ကြတာဒါပေမဲ့ သူ့ရဲ့အမျိုးသားဒီအုပ်စုတူတဲ့အမျိုးသားတွေဒါမှမဟုတ်ဘူးဆိုတော့တကယ်ချင်းနေမိသားစုကမကျင်ဘူးမကျင်တဲ့ခါကျတော့သူ့မှာတက်ရှူပေါင်းရတာပေါ့နော်သူ့တို့ Oasis ရှိတယ် Oasis ရှိတဲ့ခါကျဒီလူတွေကဘာမှမပြုတ်ပြင်းမပြောင်းတဲ့ဘူးတော့ကျွန်တော်တို့တွေကလူကောင်းတွေနဲ့လူကောင်းတွေပုံများတဲ့လူဖွဲ့စည်းမှားရမှန်မှန်သိတဲ့လူဖွဲ့စည်းဖြစ်နေဆိုရင်ကျွန်တော်တို့တွေကိုယ်တိုင်ကဒီလူဒီမှားသွားတဲ့လူပေါ့နော်ဆိုတော့အကြောင်းမျိုးမျိုးကြောင့်မှားသွားတဲ့လူကိုအမှားပြင်ဆင်ဖို့ပြုပြင်ပြောင်းလဲဖို့အတွက်အခွင့်အရေးကိုရှာပေးဖို့လိုတယ် ဆိုတော့ကျင့်လဲဆိုတာသူ့ကိုခွင့်လန်းပေးတာပဲပေါ့နော်ဆိုတော့သူ့ကိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက်ခွင့်လန်းပေးတာဆိုတော့ဒါကြီးကို positive way နဲ့မြင်ဖို့လိုတယ်တစ်ချိန်တည်းမှာငါမားရင်မားတာကိုပြုပြင်ရမယ်ဆိုတော့အတိဝင်သွားတဲ့အချိန်မှာအမားတွေနေသွားလိမ့်မယ်လူပွဲစီကလည်းပို့တော့ healthy ဖြစ်မယ်ပေါ့နော်အချိန်အတိုင်းမှာအမြင်ဆောင်တဲ့လူပွဲစီမဟုတ်တော့ဘူးအတွင်းပြိုတဲ့လူပွဲစီမဖြစ်တော့ဘူးလို့မြင်ပါတယ် အခုနောက်ဆက်လိုက်ရတာကတော့တော်လန်ရင်းနဲ့နိုင်ငံရေးနဲ့ပဲအတွင်းအမျိုးသမီးများရဲ့အခမ်းကဏ္ဍဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ Politics for Women မြန်မာကမက်လီလီယန်နဲ့ Cobra စစ်ကြောင်းကမမိုးဇတ်တို့ရဲ့ဆွေးနွေးချက်တွေဖြစ်ပါရရှင်။နောက်ပတ်ဒီမှာလည်းရှီရန်ကျင်းဝတ်တီကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးသားမှာဖြစ်တဲ့အတွက်နားဆင်ပေးကြပါအောင်ရှင်။တော်လန်ပြည်သူတွေအားလုံးလုံးချမ်းသာကြပါစေ။စိတ်ရည်သက်သာနားယူကြပါရှင်။